ဆုံးဥစဉ်တို့နဝတိဝတိကပတ်ပါတဲ့တင်ကြိုင်ကုန်းမှာရှိတဲ့အလောင်းကောင်တွေနဲ့ပတ်သက်ပြီးတော့ပြောထားတဲ့အပိုင်း၉ပိုင်းဟုတ်လားအဲ့ဒီအပိုင်း၉ပိုင်းနဲ့ပေါင်းမယ်ဆိုလို့ရှိရင်14ပါးရှိသွားမယ်နော်အေးအဲ့ဒီအပိုင်းကိုဥစဉ်တို့ပြောရအောင်အဲ့ဒီအပိုင်းကဟိုဒီပိုင်းကိုပြောလိုက်လို့ရှိရင်ကျန်တဲ့အပိုင်းတွေကထိုက်တဲ့လောက်နားလည်ပြီးသားဖြစ်သွားမှာဟုတ်ရလားအဲ့ဥစဉ်တို့ပြောကျင်တာနဲ့အချိန်နဲ့ကတော့အန်ကြပါပဲဟုတ်ရလားအဲ့ဥစဉ်တို့ တိဝတိကဆိုတာသင်္ချိုင်းကုန်လို့အဓိပ္ပာယ်ရရှေ့တုန်းကလူတွေတည်ပြီဆိုလို့ရှိရင်အဝိနဲ့ပတ်ပြီးတော့သင်္ချိုင်းမှာဒီတိုင်းသွားပစ်ထားတာရှိတယ်။အဲဒါလို့သွားပစ်ထားတော့ယဟန်တော်တွေကအတူပါရှုခြင်းလို့ရှိရင်အဲ့ဒီသင်္ချိုင်းကိုသွားပြီးတော့အဲ့ဒီအလောင်းကောင်တွေကိုကြည့်တယ်ပေါ့။လောင်းကောင်တွေကိုကြည့်တာအလကားကြည့်တာမဟုတ်။မိမိခန္ဓာကိုယ်နဲ့နှိုင်းရှင်ပြီးတော့ရှုမှတ်ဖို့နော်။ဥပတ္တဟရတိတဲ့။သောအိမမေဝကာယံဥပတ္တဟရတိ။ ငါခန္ဓာကိုယ်ကြီးကလည်းဒီလိုဖြစ်မှာလို့နှိုင်းရှင်တဲ့အချက်အဲ့ဒီအချက်ဟာဒီဒီနဝတိဝတိကပပမှာတကယ်လိုရင်းအချက်အဲ့တော့ဒကာသမားတို့ဦးရှင်တို့ဒီကနေ့ခင်မှာတော့အဲတင်းကြီးမှာအလောင်းကောင်ကြည့်ကျင်တယ်ဆိုလို့ကြည့်လို့မရတော့ဘူးဟုတ်လားသို့တော်လည်းပဲအလောင်းကောင်တွေလူတယောက်သေသွားပြီဆိုလို့ရှိရင်သူ့ရဲ့ဖြစ်စဉ်ဟာဘလို့ဖြစ်တယ်ဆိုတာတော့မသိနိုင်ဘူးလားဟိုရေခဲတိုက်တဲပါညာထားလို့အလောင်းကပုံမပြတ်ပန်းမပြတ်တော့ရှိနေမှာပေါ့သို့တော်အဲ့ဒါကတကယ်သဘာဝမဟုတ်ဘူး တကယ့်တဘာဝကအဲ့ဒီကိုမထားဘူးဆိုရင်ဘလူတွေဆက်ဖြစ်လာမလဲဆိုတာပိဿပေါင်းသူတော်ကောင်းတို့မသိနိုင်ဘူးလားသိနိုင်တယ်အဲ့ဒီဆက်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 ပြီးတော့လူတယောက်သေးပြီးတဲ့နောက်ဆက်ဆက်ပြီးတော့ဖြစ်သွားမဲ့အပိုင်းကိုကိုးပိုင်းပိုင်းပြီးတော့မြတ်စွာဘုရားကဟောတာဟုတ်လားအဲ့ဒီကိုးပိုင်းပိုင်းဟောတဲ့နေရာမှာဟိုဥစ္စာကတရားဟောလို့ရှိရင်ပိဿပေါင်းသူတော်ကောင်းတို့ကမှတ်လဲမှတ်မိစေခြင်းလေးတာဟုတ်လားဟိုကနန်းတွေကလည်းအလွန်ပါတယ်ဟုတ်လားခေါင်းတွေမြန်ချာချာသဲနေမလားတော့မသိဘူးနော်အဲ့ဒီကိုပိုင်းမှာက ဟိုရုပ်မပြတ်သေးတဲ့အလောင်းတစ်ပိုင်းနောက်ပိုးကောင်အမျိုးမျိုးတွေစားပြီးတော့ပျက်စီးနေတဲ့အလောင်းကတစ်ပိုင်းပေါ့အဲအဲ့ဒါကထားတော့နော်နောက်ဦးဇင်းတို့အယိုးစုနဲ့ပတ်သက်ပြီးတော့ရေကိုခုနှစ်ပိုင်းဟောတယ်မြတ်စွာဘုရားကနော်ဒီအယိုးနဲ့ပတ်သက်ပြီးတော့တချို့ပုဂ္ဂိုလ်တွေရဲ့စိတ်ထဲမှာဟိုပိုးပြီးတော့အရသာရှိမယ်လို့ထင်တယ်ခန္ဓာကိုယ်ဟာအယိုးနဲ့အမာခံထမ်းပြီးတော့တိဆောက်ထားတာဒါကြောင့်ဦးဇင်းတို့အဋ္ဌိကကမ္မထမ်းဆိုပြီးတော့ကမ္မထမ်းတစ်မျိုးတည်တံ့ကိုရှိနေတာမ ပိတ်တူကြားဘူးလည်းမဟုတ်လား။နောက်အယိုးစုဆိုတာကိုစီပြန်းတာလေ။ကြားဘူးလည်းနော်။အခုဒီမှာအယိုးကိုခုနှစ်မျိုးပြောမှာမြတ်စွာဘုရားက။ဟုတ်ရလား။အဲ့တော့ဥယျာဉ်တို့တေထံပိပတိယတတိတံတိဝတိကာယသတိတံနောက်သင်္ကြန်ကုန်းမှာစွန့်ပစ်ထားတဲ့အလောင်းတွေတဲ့စပြီးတော့ပြောတယ်။မျက်စီနဲ့မြင်အောင်ကြည့်ရင်းနဲ့နားထောင်ရမယ်နော်။အဲ့လိုနားထောင်ရင်းနဲ့ကိုယ့်ရဲ့စိတ်ထဲမှာဘလို့ခံစားရသလဲဆိုတာကိုလည်းလူငယ်တွေကိုဥစဉ်ကတခါတည်းစူးစမ်းသိခြင်းသေးလား။ဟုတ်ရလား။ ဟိုတရားဆိုတာစိတ်နှလုံးကိုချမ်းသာစေတယ်ဟုတ်လားဒါတရားပဲเนาะတခါကြီးတို့မိုင်းများဟုတ်လားအဲ့ဒါလို့ဥစဉ်ပါဇက်ကထွက်သွားတဲ့ပြောလိုက်တဲ့စကလုံးတိုင်းစကလုံးတိုင်းကိုမျက်စိတွေကိုတကယ်မြင်အောင်ပြီးတော့တကယ်စဉ်းစားပြီးတော့နားထောင်လို့ရှိရင်တရားဟောပို့ပြီးတော့အရလာရှိတယ်ဟုတ်လားအဲ့ဒါဥစဉ်တို့သင်္ချိုင်းမှာပြစ်ထားတဲ့အလောင်းတွေစပြီးတော့ပြောတယ်ဧကာဟမတံဝါဒွီဟမတံဝါတီဟမတံဝါတဲ့သိပြီးတဲ့နောက်တရက်၂ရက်၃ရက်အဲ့ဒီတော့ဘာဖြစ်လို့မလဲဘာဖြစ်လာတော့ ဥဒ္ဓမာတကံဝိနိလကံဝိပုပ္ပကံတဲ့မြတ်စွာဘုရားအတိအကျပြောတာနော်ဥဒ္ဓမာတကံရောင်းလာတယ်တဲ့ဖူးဖူးရောင်းလာတယ်ပေါ့နော်လက်တွေပါလေကာလာမယ်နှပားတွေပါလေနှပန်းတွေပါလေမျက်နှာကြီးကအကြီးကြီးဖြစ်လာမယ်ဟုတ်လားခန္ဓာကိုယ်ကလည်းအကုန်လုံးရောင်းကားပြီးတော့ဟိုလေမှုတ်ထားတဲ့လေပူပေါင်းကြီးလိုဖြစ်သွားမယ်ဒါကဘာမှအေးကန်းနေတယ်လည်းမထားနဲ့ဆေးတွေလည်းမထိုးနဲ့လူတစ်ယောက်သေးပြီးရင်တဘာဝတိုင်းဒီတိုင်းထားမယ်ဆိုရင်အဲ့ဒီလမ်းစဉ်ကိုတေချာပေါက်မရောက်ဘူးလားရောက်တယ် ိုယ်ခန္ဓာကိုယ်ကြီးဟာလည်းသိပြီးတဲ့နောက်အဲ့လိုထားမယ်ဆိုရင်အဲ့ဒါလိုမရောက်ပေဘူးလားရောက်ပြီအဲ့ဒါမြတ်စွာဘုရားကသိပြီးတဲ့နောက်၁ရက်၂ရက်၃ရက်ဘာဖြစ်လာတော့ပထမရောင်းလာမယ်တဲ့အကြီးကြီးဖြစ်လာမယ်ဖောင်းလာမယ်ပေါ့ဟုတ်လားပြီးရင်ဘာဖြစ်မလို့ဝိနိလကံအယောင်ပြောင်းလာမယ်တဲ့အတိအကျပြောတာနော်ပုဒ္ဒါကနောက်မှအယောင်အရင်ပြောင်းလာမယ်ဟုတ်လားနောက်မဲတဲ့ဟာလေးတွေနည်းနည်းမဲလာမယ်အမျိုးမျိုးအယောင်ပြောင်းလာမယ်ပြီးရင်ဝိပုပ္ပကံတဲ့ပြေတွေပါတွေထွက်လာမယ်အဲ့ဒီကြတော့ပုတ်ပြီပေါ့ဟုတ်လား အေးအဲ့ဒီအခြေအနေ၃ရပ်ကိုပြောတယ်နော်။ရောင်နေအယောင်ပြောင်းနေပြီးရင်ပြေးပြေးတွေပါလေအညစ်အကြေးတွေပါလေယူရှိပြီးတော့ကြလာတယ်။ဟုတ်လား။အဲ့ဒီအခြေအနေကိုစိတ်ထဲကနေပြီးတော့မြင်ဘူးတယ်နော်ဒီလူတွေတက္ကမတို့ဦးရှင်တို့လက်တွေ့တချို့မြင်ဘူးလိမ့်မယ်ဟုတ်လား။အဲ့ဒီအခြေအနေကိုဘယ်လိုစဉ်းစားရမလဲဆိုတော့သောအိမမေဝကာယဥပတဟရတိတဲ့ကိုယ်ခန္ဓာကိုယ်ကြီးနဲ့နှိုင်းရှင်ရမယ်။ငါရဲ့ဒီခန္ဓာကိုယ်ကြီးဟာအဲ့ဒီလူမျိုးသဘောရှိတယ်။ အေဝံဓမ္မောအေဝံဘာဝီအေဝံအနတ္တိတောတဲ့သုံးချက်ဟောတယ်အေဝံဓမ္မောအဲ့ဒီသဘောရှိတယ်တဲ့တမျိုးတည်းပဲတပုံစံတည်းပဲလို့ဆိုလို့လားဟုတ်ရဲ့လားနော်သဘောပေါက်လားဥစဉ်ပြောတာကနော်အဲ့ဒီပုတ်သွားတဲ့ခန္ဓာကိုယ်ကြီးနဲ့ငါခန္ဓာကိုယ်ကြီးနဲ့ဟာတပုံစံနဲ့တမျိုးစားတဲ့အတူတူပဲလို့ပြောတာအေဝံဓမ္မောဆိုတာအေဝံဘာဝီအဲ့ဒီလိုသဘာဝရှိတယ်တဲ့ထပ်ပြီးတော့ခိုင်မအောင်ပြောတာပေါ့အေဝံအနတ္တိတောတဲ့အဲ့ဒီသဘောကိုဘယ်လိုမှမလွန်မြောက်နိုင်ဘူးတဲ့မကျော်လွှမ်းနိုင်ဘူး ဘလောက်တိကြတော့မြတ်စွာဘုရားပြောတဲ့စကားတွေကနော်ဒါကြောင့်ဘေးသာပေါင်းသူတော်ဟောတို့အဲ့ဒါပထမအဦးဆုံးအပိုင်းပဲနော်တင်းကြီးမှာစွန့်ပစ်ထားတဲ့ရုပ်အလောင်းနေနဲ့ပတ်သက်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အပိုင်းကိုယ်ခန္ဓာကိုယ်ကြီးနဲ့နှိုင်းရှင်ပြီးတော့စဉ်းစားဆင်ခြင်တဲ့အပိုင်းကိုယ်ပိုင်းတွေကအဲ့ဒါပထမအဦးဆုံးအပိုင်းပဲဟုတ်ရလားအေးသိပြီးတော့တရက်နှစ်ရက်သုံးရက်အဲ့ဒီမှာမဖြစ်လာလဲရောင်းလာတယ်အယောင်ပြောင်းတယ်ပုတ်ပွားပြီးတော့အရေးတစိုးစိုးထွက်လာတယ်အဲ့ဒီသဘောမျိုးရှိတယ်ဒီခန္ဓာကိုယ်ကြီးဟာအဲ့ဒီသဘောဝမျိုးရှိတယ် အဲ့အခေနေကိုဘလုမှမလွ်မြောက်နိုင်ဘူးအတူတူပဲမာနတော့ကြသွားတာပေါ့နော်ဒီကကြီးမိုင်းညာထင်တလုံးနဲ့နော်ဘယ်အရာနဲ့မှဒီအခြေအနေဆိုးကိုမကာကွယ်နိုင်ဘူးဘယ်လိုလူမျိုးမှလွတ်မြောက်ဖို့လမ်းမရှိဘူးအတူတူပဲဟုတ်ရလားအဲအဲ့ဒီလိုစဉ်းစားလို့ရှိရင်ယခုနကပြောခဲ့တဲ့အကျိုးကျေးဇူးတွေရနိုင်တာပဲသူလည်းပဲပိဿပောင်းဆိုတော့ကတော့နိဗ္ဗာန်ချမ်းသာကိုမျက်မှောက်ပြုနိုင်တာပဲဟုတ်ရလားနော်အစွဲလန်းကင်းတာတွေမရနိုင်ဘူးလား ရနိုင်တယ်နော်သတိကြီးလာမယ်ပညာကြီးလာမယ်ဘဝမှာဆုံးဖြတ်ချက်တွေပို့ပြီးတော့မှန်းလာမယ်ဒါလောကီလို့ပြောတာပါဦးဇင်းကဟုတ်ရလားအေးအဲ့ဒါဦးဇင်းတို့ပထမအပိုင်းပေါ့နောက်ဒုတိယပိုင်းကိုဗာဆက်ပြောလို့ဆိုတော့မြတ်စွာဘုရားကဟောကာကေဟိဝါခိစ္စမာနံကုလလိဟိဝါခိစ္စမာနံဂိဉ္ဇေဟိဝါခိစ္စမာနံတဲ့အဲ့ဒီအလောင်းကောင်ကိုသင်္ချန်ကုန်းမှာပြစ်ထားလိုက်တယ်ဆိုရင်ဘာလုပ်မလို့ဆိုတော့ခွေးတွေပါတွေကလာစားမှာပေါ့ဟုတ်တယ်မဟုတ်လားနောက်ကြီးတွေပါတွေကလာထိုးမှာပေါ့နောက်ငှက်တွေပါတွေကလာစားမှာပေါ့ ဒါသူတို့အစာပဲလေဒကာသမတို့ဦးဇင်းတို့တွေကတခြားသောတတ္တဝါလေးတွေကိုတက်ဖြတ်စားသလိုဒကာသမတို့ဦးဇင်းတို့ရဲ့ခန္ဓာကိုယ်ဟာလည်းသိပြီးတဲ့နောက်ဒီတိုင်းသာပြစ်ထားဒကောင်ကောင်ကတော့သိကြပေါ့စားကိုစားလိုက်မယ်အဲ့ဒါသူတို့အစာပဲသိကြတာကတော့ဒီခန္ဓာကိုယ်တွေကဖြစ်လာတဲ့လောက်တွေကစားမှာပဲမစားပြီဘူးလားနောက်လုံခြုံတဲ့နေရာမှာထားရင်အဲ့ဒီကောင်တွေကစားမှာမလုံခြုံတဲ့နေရာမှာထားမယ်ဆိုရင်တော့စားကျင်တဲ့အကောင်ကဝင်ပြီးတော့စားမှာပဲအဲ့ဒါလို့စားတဲ့အခါမှာအင်္ဂါတွေကမစုံတော့ဘူးနော် ဟာအကုန်လုံးဖြစ်ချင်တယ်လို့ဖြစ်ပြီးတော့ပျက်စီးယိုယွင်းပြီးတော့တခက်ကိုဆက်ဆုပ်เสียရအခြေအနေကိုရောက်မသွားဘူးလားရောက်သွားတယ်အဲ့ဒီအခြေအနေကိုစိတ်ကူးနဲ့ကူးပြီးတော့ငါခန္ဓာကိုယ်ဟာအဲ့ဒီတဘာဝမျိုးရှိတယ်နော်အဲ့ဒီအခန်းလေးကိုဦးဇင်းတို့နည်းနည်းလေးအနှစ်သာရထုတ်ပြောနေတာကငါခန္ဓာကိုယ်ကြီးဟာသူများစားเสียရအစာမျှတာဖြစ်တယ်ဆိုတော့အမြင်ကိုမြင်အောင်ကြိုးစားရင်မကောင်းဘူးလားကောင်းတယ်သိပြီးတော့အထင်ကြီးနေတာတွေရော့မသွားနိုင်ဘူးလားကျော့သွားနိုင်တယ်တကယ်တမ်းကခန္ဓာကိုယ်ဟာ တခြားသောတတ္တဝါတွေရဲ့အစာဆိုရင်မှားမလားမှားဘူးအသေးမှစားကြတာမဟုတ်မသေးခင်လက်ခြင်လေးတွေဂျိုးလေးတွေကလာစားနေတာပဲမဟုတ်လားစားနေတာပါပဲနော်ဒီကကြီးဒီမကြီးများနော်အဲ့ဒီလိုမြတ်စွာဘုရားကဒုတိယအပိုင်းနော်ခန္ဓာကိုယ်အကောင်အမျိုးမျိုးကစားလို့ပျက်စီးမှုအမျိုးမျိုးကျုံနေတဲ့အနေအထားမျိုးနဲ့နှိုင်းရှင်ပြီးတော့အေဝံဓမ္မောအေဝံပါဝီအေဝံနတိတောဒီသဘောရှိတယ်ဒီသဘောဝရှိတယ်ဒီအခြေအနေကိုဘယ်လိုမှ မလွန်မြောက်နိုင်ဘူးလို့စဉ်းစားရမယ်တဲ့။တစ်ချက်ရှိပြီနော်။အေးဦးဇင်ကစိတ်ဝင်စားတာကအဲ့ဒီအယိုးတွေနဲ့ပတ်သက်ပြီးတော့ပြောတဲ့အပိုင်းကိုစိတ်ဝင်စားရတယ်။နော်။ယက်စွာဖះမို့လို့တပ်ပင်ယူတဉာဏ်နဲ့မို့လို့တကယ်စုံအောင်စိတ်အောင်ပြောနိုင်မိတယ်လို့ခံစားရတယ်ပေါ့ဟုတ်လားအဲ့ဒါကိုလည်းပေးသက်ပေါင်းသူတော်လို့စိတ်ရှိလက်ရှိစိတ်သွင်းပြီးတော့နားထောင်ရမယ်နော်အေးအယိုးနဲ့ပတ်သက်ပြီးတော့ဘယ်လိုစပြောတော့ဆိုတော့ခိုင်ခုနတုန်းကလို့အကောင်အမျိုးမျိုးကစားလာပြီးရက်ကလည်းလည်းကြာသွားပြီဆိုတော့ ်ဘာကြံလို့ဆိုအယိုးတွေပဲကြံတော့အဲ့ဒီအယိုးတွေကဘလို့အနေထားနဲ့ကြံနေတုံးဆိုတော့အကျိုးတွေကဆက်ဆက်မှုရှိနေသေးတော့အကောင်ကမပြတ်ဘူးပေါ့နော်အကောင်မပြတ်သေးဘဲနဲ့သူကအသားစာလေးတွေတချို့တဝက်ကတ်နေတာကြံနေတာရှိမယ်သွေးတွေကတ်နေတာကြံနေတာရှိမယ်တဲ့ဟောအသားအသွေးဖြင့်လိမ့်ကြံပြီးတော့နော်အကျိုးနဲ့ဆက်ဆက်နေတဲ့နှာရုတမ္ပဏအကျိုးနဲ့ဆက်ဆက်နေတဲ့မန္တလောဟိတံအသားတွေအသွေးတွေနဲ့ရောနေသေးတဲ့ အသာအသွေးလေးတွေနည်းနည်းကြံသေးတဲ့အယိုးစုကိုမြင်တယ်တဲ့မြင်လားမျက်စိနဲ့မြင်လားအေးအယိုးကပုံမပြတ်သေးဘူးဘာဖြစ်လို့လဲအကြောတွေကအကုန်လုံးဖွက်ရှက်ထားသေးလို့သူ့နေရာသူရှိနေသေးတယ်ပေါ့လက်နေရာလက်ချင်းနေရာချင်းရှိနေသေးတယ်ပေါ့သို့တော့သူကအသားတွေအသွေးလေးတွေကတော့ကတ်နေသေးတယ်ဒါကတစ်မျိုးเนาะတစ်မျိုးရှိပြီเนาะအေးနောက်တစ်ဆင့်ပါဆက်ပြောတော့ဆိုတော့အသားမရှိတော့ သွေးပဲကတ်နေတာရှိတော့တယ်သွေးကတော့ဟိုနောက်တစ်ခွက်ဒီနောက်တစ်ခွက်ရှိနေတယ်အယိုးကြီးအကျောနဲ့ဆက်ဆက်ပြီးတော့ကျန်းနေတယ်မြင်ရလားမျက်စိတွေကအေးအဲ့ဒီအခြေအနေကိုလည်းပဲငါမကျော်လွှားနိုင်ဘူးငါဟာဒီတဘာဝရှိတယ်ငါဟာဒီသဘောရှိတယ်ဒါကိုငါမကျော်လွှားနိုင်ဘူးမလုံမြောက်နိုင်ဘူးလို့စဉ်းစားရမယ်တဲ့ဟုတ်လားနှစ်ခုရှိပြီတော့အယိုးနဲ့ပတ်သက်ပြီးတော့နှစ်ခုရှိသွားပြီနော်အသားအသွေးအကျောတို့နဲ့ဆက်ဆက်နေတဲ့အယိုးနော်အကျောနဲ့ဆက်ဆက်တဲ့အသားအသွေးကတ်နေသေးတယ်ပေါ့နောက်ဟာက အသားမကတ်တော့ဘူးအသွေးပဲရှိတယ်။ဟောသုံးခုမြောက်ကြတော့အသားလည်းမရှိတော့ဘူးသွေးလည်းမရှိတော့ဘူးဟုတ်လားသွေးလည်းမရှိတော့ဘူးဒါပေမဲ့အကျောနဲ့ဆက်ဆက်နေသေးလို့အယိုးကပုံမပြတ်စွာရှိနေတယ်တဲ့အဲ့ဒီအခြေအနေကသုံးခုမြောက်ပေါ့ဟုတ်ရလားအေးနောက်လေးခုမြောက်ကြတော့ဘာပြောလဲဆိုတော့အဲ့ဒီအကျောဆက်ဆက်နေတာတွေကို မရှိတော့ဘူးစားကျင်တဲ့အကောင်ကဖဲ့ရွက်ပြီးတော့စားကြတာပေါ့ဗျာဆောလောကအသွေးတွေသားတွေဆိုတော့လည်းရက်စုပ်သွားတော့ဘာမှမရှိတော့ဘူးပေါ့ဟုတ်လား ဲ့ဒီမှာအကျိုးတွေကိုကိုက်ဖြတ်လိုက်တဲ့အခါကျတော့အယိုးတွေကအကုန်လုံးဟိုနေရာရောက်ဒီနေရာရောက်ဟိုနားမှာခေါင်းဒီနားမှာလက်ယိုးအဲ့ဒါလိုရှိနေတယ်အကုန်လုံးမွားစာကျဲနေတယ်အဲ့ဒီအခြေအနေမျိုးကိုငါခန္ဓာကိုယ်ဟာမလွန်မြောက်နိုင်ဘူးဒီတဘာဝရှိတယ်ဒီတဘောရှိတယ်လို့စဉ်းစားရမယ်တဲ့ဟိုဦးဇင်းတို့ငငယ်တုန်းကဘုန်းကြီးကျောင်းသားဘဝတုန်းကဟိုအတုဝချသွားတော့သင်္ကြန်ကုန်းမှာခုရှိတဲ့တူးရတာပဲလေတူးတော့ တခါမှအယိုးကောင်းကြီးတစ်ခုတွေ့တယ်ဘယ်တော့မှဖြစ်နေတဲ့အယိုးကောင်းကြီးလဲတော့မသိတော့ဘူးတွားတွေဘာတွေကတချောင်းတလီကျန်နေသေးတယ်ဟုတ်လားဒါပေမဲ့အထဲထဲမှာတော့သူဘာမှမရှိတော့ဘူးအဲ့ဒါဦးဇင်းတို့ကလူတွေကလည်းအများကြီးဆိုတော့ကြောက်ရွံ့ကောင်းမှလည်းမသိဘူးအဲ့ဒီအယိုးကြီးကိုကိုင်းပြီးတော့ဟိုလူလိုက်ချောက်ဒီလူလိုက်ချောက်နဲ့ဘုန်းကြီးကျောင်းသားဘဝတုန်းကမှတ်မိသေးတယ်ဒါပေမဲ့ဒီအယိုးကြီးကိုမြင်မယ်လို့ငါဟာတနေ့ဒီလိုဖြစ်ရမှာဒီသဘောကိုငါမလွန်နိုင်ဘူးငါဒီသဘောမှာရှိတယ်လို့ကလေးဆိုတော့ဘယ်စဉ်းစားတတ်ပါမလို့ဟုတ်ရဲ့လားတကယ်တမ်းကတော့အဲ့ဒီအယိုးကြီးက ဟိုအဘိုးဒံလို့ပြောလို့ရတယ်။ဘာလို့အဘိုးဒံလို့ပြောလို့ရလဲ။အဘိုးဒံတဲ့စိတ်တွေကိုဖြစ်ပေါ်လာစေနိုင်တဲ့အစွမ်းရှိလို့ဒါကြောင့်ဥရှင်တို့တချို့သူတော်ကောင်းကြီးတွေဥရှင်တို့ရွှေကျင်ဆတော်ကြီးဆိုလို့ရှိရင်ဟိုမန္လေးတောင်ချီမှာရှိတယ်လေအယိုးစုကြီးကိုဟိုကျင်းနန်းနေနဲ့အကုန်လုံးချီတုပ်ပြီးတော့သူ့နေရာလေးနဲ့သူအကျိုးကမရှိတော့ဘူးဆိုတော့လေအဲ့ဒါကိုအကုန်လုံးတွဲလောင်းချထားတယ်အဲ့ဒါကိုမြင်တာနဲ့ကိုပဲစိတ်ထဲမှာမမြင်မြတ်တဲ့အတွေးဆိုတာမဖြစ်ဘူးလားဖြစ်တယ်ဟုတ်လားအခုလည်းပဲအယိုးကိုပြောလာတာဘယ်နှမျိုးရှိသွားလဲ လေးမျိုးရှိသွားပြီနော်ဟုတ်လားတစားသည်တမွားသည်ပြန့်ကျဲနေတဲ့အယိုးတွေလို့ပြောတယ်ဟုတ်လားအဲ့လိုနဲ့နောက်တော့အယိုးတွေကမိုးရွာတာတွေနေပူတာတွေဖြစ်လာတော့အကုန်လုံးအညစ်အကြေးတွေကပြောင်းဆင်ပြီးတော့ဟုတ်လားခယူသင်းလို့ဖွေးဖွေးဖြူနေတယ်တဲ့ကျုံစရာမရှိတော့ဘူးကင်လို့ရသွားပြီနော်အညစ်တွေပါတွေကတ်နေတာလည်းမရှိတော့ဘူးဟုတ်လားဘာဖြစ်တော့အယိုးတွေကအကုန်လုံးဖွေးပြီးတော့ဆွတ်ဟုတ်လားအဲ့ဒီအခြေအနေကိုလည်းပဲ ငါဟာဒီသဘောရှိတယ်ဒီသဘောတရားတဘာဝတရားရှိတယ်ဒီအခြေအနေကိုငါမလွန်မြောက်နိုင်ဘူးလို့စဉ်းစားရပေတဲ့ငါကူမြောက်ရှိသွားပြီနော်ဟုတ်တယ်နော်အေးနောက်တစ်ခုကဘာလဲဆိုတော့အဲ့ဒီအယိုးကတစ်နှစ်ကျော်ကျော်လောက်ကြာလာတဲ့အခါကျတော့ဖွေးဖြူနေတဲ့အယောင်တိတ်မရှိတော့ဘူးနော်နည်းနည်းဟောင်းသွားတယ်ပေါ့ဟုတ်လားဟောင်းသွားတယ်အယိုးရှိတယ်နော်အေးဟောင်းသွားတဲ့အယိုးအဲ့ဒီအယိုးကိုမြင်ပြီးတော့ ငါဟာဒီသဘောရှိတယ်ဒီသဘောဝရှိတယ်ဒီအခြေအနေကိုငါမလွန်မြောက်နိုင်ဘူးလို့စဉ်းစားရမယ်တဲ့။နောက်ခုနှစ်ခုမြောက်အယိုးစုကြတော့ဘယ်လိုပြောလဲဆိုတော့ဟောင်းသွားယုံနဲ့မကဘူး။သူကအနစ်နစ်အလားလားကြားလာတော့ဆွေးသွားပြီ။တချို့အယိုးကလက်နဲ့ကန်လို့ရှိရင်လက်ထဲတင်ကြေမွန့်သွားတယ်။အပေါ်ကအခောက်ကလေးကသာသူကမာတာအတွင်းထဲကြတော့လည်းအပေါက်အပေါက်နဲ့သူ့ဥစားကတိတ်ပြီးတော့ခိုင်မာတဲ့သဘောကမရှိဘူးလေ။ဒါကြောင့်ဦးရှင်တို့ပိတ်သက်ပေါင်းသူတော်ကောင်းတို့ခုနှစ်ခုမြောက်ပြတာကြတော့ အမှုံအမှုံဖြစ်သွားတဲ့ဆွေးမြေ့သွားတဲ့အယိုးပေါ့နောက်ဆုံးမြေကြီးဖြစ်ရမယ်ဆိုတဲ့အတိပ္ပယ်ထိသွားတယ်လို့ဦးဇင်းကခံစားရပါတယ်ဟုတ်ရလားဒါကြောင့်ပေးတဲ့ပေါင်းတော်ကောင်တို့အယိုးနဲ့ပတ်သက်ပြီးတော့ဘယ်နှမျိုးဟောလဲခုနှစ်မျိုးဟောတယ်ပြန်ပြောမယ်နော်ဟောအကျိုးတွေနဲ့ဆက်ဆက်ပြီးတော့ထားတယ်သို့တော့သွေးတွေလည်းရှိတယ်အသားစားလေးတွေတချို့တဝက်ကန့်နေတာဒါကတစ်မျိုးဟုတ်လားအကျိုးနဲ့ဖွဲ့ဆက်ပြီးတော့ထားတယ်အသားမရှိတော့ဘူးသွေးဆက်တွေတော့ရှိနေတယ်ဒါကတစ်မျိုး ဟုတ်လားအကျောင်းနဲ့ဖွဲ့ချက်ပြီးတော့ထားတယ်အသားရောအသွေးရောဘာမှမရှိတော့ဘူးဒါကတစ်မျိုးနောက်အကျောင်းနဲ့ကိုမဖွဲ့ချက်တော့ဘူးဟိုနာတစဒီနာတစပြန့်ကျင်းနေတယ်ဒါကတစ်မျိုးလေးမျိုးနော်အဲ့ဒါကလည်းပဲဟုတ်လားဖွေးဖွေးဖြူသွားတဲ့အဆင့်ကတစ်မျိုးဟောင်းနှမ်းသွားတဲ့တစ်မျိုးကတစ်နှစ်ကျော်ကြာလို့ဟောင်းသွားတာကတစ်မျိုးနောက်ဆုံးဆွေးမြည်ပြီးတော့ဟုတ်လားနော်ကင်လိုက်လို့ရှိရင်အမှုံအမှုံဖြစ်သွားတာကတစ်မျိုးအလုံးမတစ်မျိုးလေခုနှစ်မျိုး အဲ့ဒီခုနှစ်မျိုးရဲ့သောတော်ကတည်ပြီးတော့နောက်တရက်နှစ်ရက်သုံးရက်ဆိုတဲ့ရောင်းနေတဲ့အခြေအနေရဲ့အယောင်ပြောင်းတဲ့အခြေအနေရဲ့ပုတ်ပွားနေတဲ့အခြေအနေရဲ့အဲ့ဒါကတမျိုးဟုတ်ရလားပြီးတော့အကောင်မျိုးစုံစားပြီးတော့ပုံမြပန်းပြဲကြည့်ကျင်စရာမကောင်းအောင်ဖြစ်နေတဲ့အနေအထားကတမျိုးဆိုပြီးတော့တင်းကျိုင်းကအလောင်းကောင်တွေရဲ့အနေအထားဘယ်နှမျိုးလဲ၉မျိုးဟုတ်ရလားအေးအဲ့ဒီအခြေအနေ၉မျိုးကိုဒကာသမားတို့ဦးဇင်းတို့ရဲ့ခန္ဓာသည်မကျော်လွှားနိုင်ဘူး အဲ့ဒီသဘောဝရှိတယ်အဲ့ဒီသဘောရှိတယ်အတူတူပဲဟုတ်လားအဲ့ဒီအတူတူပဲဆိုတာကိုနှိုင်းရှင်ပြီးတော့ရှုမှတ်ပွားများတာကိုနဝတိဝတိကပပအပိုင်းလို့အဲ့ဒါလိုခေါ်ရတယ်ဟုတ်ရနော်အေးအဲ့ဒီအပိုင်းကိုကြိုးစားအထုတ်မယ်ဆိုရင်လည်းပဲဒကာဓမ္မတို့ဦးဇင်းတို့တို့ရေအတိညာဏ်တို့တွေမရနိုင်ဘူးလားရနိုင်တယ်တတိတွေတိုးပွားဖို့အလွတ်ငါဖြစ်တယ်အတိညာဏ်တွေတိုးပွားဖို့အလွတ်ငါဖြစ်တယ်ဒါကြောင့်စိတ်ကူးရာတိုင်းစဉ်းစားကြည့်ပါဒါကဒကာဓမ္မတို့ဦးဇင်းတို့တိတ်ခက်ခဲတယ်လို့မဆိုနိုင်ဘူးနော် ငါဒီလိုဖြစ်ရမှာဒီလိုဖြစ်ရမှာဒီအတွေ့ဒီစဉ်းစားမှုဒီရှင်ခြင်းမှုဒီပင်လေတရားအထုတ်မှုလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်နော်ဟိုတစုံတစ်ခုကိုမှဆွဲကင်ထားလို့ဟိုဓမ္မဒါလို့ဆွဲထားတာသိမကောင်းဘူးလို့ဦးရင်ထင်တယ်ဟုတ်လားအာနာပါနာဆိုလဲအာနာပါနာမှာအာနာပါနာဓမ္မတရားဒီပညာတရားမဟုတ်ဘူးလို့ဖြစ်မှာစိုးရတယ်ဟုတ်ရလားဘယ်နည်းမှဘယ်နည်းလို့ဆုတ်ကင်ထားလို့မသိတော်ဘူးလို့ဦးရင်တို့ထင်တယ်နော်ကြိုက်တဲ့နည်းနဲ့ကြိုးစားစုံအောင်လုပ်ကြည့်မြတ်စွာဘုရားဟောထားတာပဲအတူတူပဲ ဟုတ်တယ်မဟုတ်လားဒါလည်းဖယံဟောတာပဲမဟုတ်လားဟောတချို့ကဆရာသမားဆွဲအလွန်ကြီးတယ်ဂိုင်းကနဆွဲအလွန်ကြီးတယ်နီးစနစ်ဆွဲအလွန်ကြီးတယ်အဲ့ဒါကောင်းသလားမကောင်းဘူးလားတရားဆိုတာအစွဲမရှိအောင် လုပ်တာနော်အနိတိတောစဝိရတိတဲ့နော်ဘာကူမှမမိတွယ်ပဲနဲ့နတ်စလောကီကိဉ္စီဥပါရိယတိတဲ့ဘယ်ဟာကူမှမဆွဲလန်းပဲနဲ့နောက်ဆုံးဘာကူမှမဆွဲလန်းတဲ့အဆင့်ကိုရောက်အောင်သွားရမှာတရားထဲမှာမဂ်ကင်ရှိပါအကောင်းဆုံးပဲမဂ်ကင်ရှိပါကိုတောင်မြတ်စွာဘုရားက ဖောင်လို့သဘောထားရမယ်လို့ဟောတာမစွဲရဘူးလွတ်မြောက်ဖို့အလို့ငါသာဖြစ်တယ်စွဲလန်းဖို့အလို့ငါမဟုတ်ဘူးဟုတ်ရလားဖောင်တဲ့တပတ်ကန်းကိုကူးသွားတယ်ကိုပကန်းရောက်သွားတယ်ဖောင်ကြီးကကျေးဇူးများလိုက်တာဆိုပြီးတော့ထမ်းသွားလို့ရွက်သွားဖို့မလိုဘူးဟုတ်ရလားအေးဒီဖောင်ကဟိုပကန်းကူးသွားဖို့အတွက်မရှိမဖြစ်လိုအပ်တယ်ဒါပေမဲ့စွဲလန်းဖို့မဟုတ်ဘူးမဲခင်၈ပါးကိုတောင်မစွဲလန်းရဘူးဆိုမှတော့အကုသို့ဆိုတာကတော့မပြောနဲ့တော့ပေါ့နော်ဒါကြောင့်ပြည့်တဲ့ပေါင်းတော်ကောင်းတို့ ဒါဥစဉ်တို့ကာယ ानु ပသနာသတိပဋ္ဌာန်ပိုင်းကိုဘယ်နှမျိုးမြတ်စွာဘုရားဟောထားလဲ14မျိုးဟောထားပါတယ်ဟုတ်ရလား